ါပါကိုကိုကိုစမ်းစစ်မှဆိုတဲ့ပုံစံလေးဘုန်းကြီးပြောကြပါလေကိုကိုကိုစမ်းစစ်ရင်ကိုကိုကိုမြင်မယ်ကိုကိုကိုမြင်တဲ့အခါအမှားတွေတိလာမယ်အမှန်တွေလည်းမြင်လာမယ်အမှားတွေသိရင်ဆင်ခြင်နိုင်တယ်အမှန်တွေကိုသိတဲ့အခါကျတော့အမှန်လမ်းကိုရှောင်နိုင်တယ်အဲတော့ကိုကိုကိုပြန်မစမ်းစစ်ရင်ကိုမှားနေတာလည်းမမြင်တတ်ဘူးအဲတော့မှန်တယ်လို့ဆိုတဲ့လမ်းကိုလည်းပဲတိကျတော့မလျှောက်တတ်ဘူးအဲ့လိုဖြစ်တဲ့အခါမျက်နာတော့ကိုပဲမျက်နာတယ် ကိုယ့်ရဲ့မျက်နှာမှုဟာကိုယ့်အစီအစဉ်ရဲ့မှုတွေဖြစ်စေတယ်။ကိုယ့်ရဲ့မျက်နှာမှုကကိုယ့်ဘဝပါဖြတ်သွားစေတယ်။တော့ကိုယ့်ရဲ့မှားယွင်းတဲ့အမြင်တွေမှားယွင်းတဲ့သဘောထားတွေမှားယွင်းတဲ့ခံယူချက်တွေအဲ့ဒါတွေကကိုယ့်ကိုလမ်းမဝင်ရောက်စေပြီးတော့ဒုက္ခတွေလည်းရောက်စေတတ်တယ်။အဲ့တော့ပြဿနာတစ်ခုရဲ့လို့ဖြစ်လာပြီဆိုလို့ရှိရင်သူများကိုစမ်းစစ်မဲ့စာကိုကိုကိုပြန်ပြီးစမ်းစစ်လို့ရှိရင်ကိုပါမားလေကိုအပါမားပြောထားလေ ိုဘလို့အမားလုံးမိလဲကိုဘလို့ပြုတ်မှုမိတာလဲကိုဘလို့တုံ့ပြန်မိတာလဲအဲ့လိုပြန်ဆန်းစစ်ရကိုရဲ့စိတ်တွေစိတ်ထားဘလို့ရှိတယ်လဲကိုကဘလို့စိတ်ထားမျိုးရှိတဲ့သူလဲကိုကဒေါသထွက်လဲတဲ့သူလားကိုကဘောစာဒေါသကြီးတက်တဲ့သူလားအဲ့ဒေါသထွက်လဲတဲ့အဲ့အတွက်ကြောင့်ပြဿနာတွေတက်ရတယ်ကိုလောဘကြီးမှုကြောင့်သူများတွေအထင်သေးတာတွေကိုခံရတယ်စသဖြင့်ဒါမျိုးတွေငင်းအောင်ကိုကိုကိုပြန်ဆန်းစစ်ရတယ် အဲ့ဒီခါမှာကိုယ့်ရဲ့အားနည်းချက်တွေကိုမြင်လိမ့်မယ်။အဲ့ဒီအားနည်းချက်တွေကိုအများအားဖြင့်ဂရုစိုက်ပြီးတော့ပြင်း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 သွားလို့ရှိရင်အမားနည်းတဲ့လူဖြစ်လာတယ်၊ပြဿနာနည်းတဲ့လူဖြစ်လာတယ်။သူလုပ်တဲ့အလုပ်တွေကလည်းအဆင်ပြေတာတွေများလာလိမ့်မယ်။ဒါကြောင့်သူများကြီးပဲလိုက်ကြည့်ပြီးတော့သူများအဖြစ်ကြီးပြန်မြင်နေလို့ကတော့ဘယ်တော့မှအဖြေကိုတွေ့မှာမဟုတ်ဘူး။ကိုယ့်ကိုယ်ကိုစမ်းစစ်ပြီးကိုပြင်သင့်တာတွေကိုပြင်ပါမှရွေးချယ်တဲ့လမ်းတွေကိုရွေးချယ်ပါမှပြုပြင်သင့်တာတွေကိုပြုပြင်ပါမှ ကိုကကောင်းတဲ့ရတတ်ကိုရနိုင်မှာပေါ့ကြောင်းလဲမှုတစ်ခုခုကိုရနိုင်မှာပေါ့ကိုကိုကိုတော့ပြန်မဆန်းစိတ်ဘူးကိုကိုကိုလည်းမမြင်ဘူးအမြင်ပဲနဲ့တစ်ဖက်ကမ်းတဲ့စိတ်နဲ့ပဲအလုပ်တွေကိုကင်တွဲဖြည့်ရှင်းနေတဲ့ဆိုလို့ရှိရင်ဒါတစ်ပတ်လုံးအဆင်ပြေစရာအကြောင်းမရှိဘူးအဲ့ဒါစိတ်ချမ်းသာခြင်းလည်းဆိုရင်အမားတွေလည်းနည်းခြင်းလည်းဆိုရင်ကိုကိုကိုပဲဆန်းစစ်ပါလို့ခွန်ကြီးကမှားခြင်းလည်းကိုကိုကိုအချိန်ရသလောက်အမြဲတမ်း ကိုကိုကိုပြန်ကြည့်ငါဒီပါမှားတတ်တဲ့သူလဲငါဒီအစားအသောက်နဲ့ပတ်သက်ရင်ဘယ်လိုစိတ်နေစိတ်ထားရှိသလဲငါဒီဂုံပကဒနာနဲ့ပတ်သက်လို့ရှင်ငါအင်္ဂရီပြတ်နေသလားစသည်ဖြင့်ပေါ့ကိုကိုသူများအထင်သေးစရာအချက်တွေကဘာကြောင့်လဲကိုကိုသူများတွေမခင်တွယ်ခြင်းမကြိုက်ခြင်းကဘာကြောင့်လဲကိုကိုလူတွေချင်းညိုတယ်ကိုကိုလူတွေခင်တယ်ဆိုလို့ရှင်လည်းဖြစ်အချက်ကြောင့်လဲတိတက်တိအောင်ကိုလေ့လာကိုကိုကိုလေ့လာပြီးကိုကိုကိုကျွမ်းကျန်စွာသိလာပြီဆိုရင်ဆရာတဆူပဲ အဲ့လိုလောကမှာတရားရှာကိုမှတွေ့ဆိုတဲ့အတိုင်းပဲပုဂ္ဂိုလ်ကိုစမ်းစစ်တဲ့သူကယောဂီအချို့လောကုတ္တရာအချို့တွေအတွက်အထောက်ပံ့ဖြစ်လိမ့်မယ်။ဒါကြောင့်ကဘာသူကဘာသာအပေါင်းပြဿနာတွေနဲ့ရင်ဆိုင်တဲ့အခါမှာကိုယ့်ကိုယ်ကိုစမ်းစစ်ပြီးတော့အဖြေကောင်းတွေတွေ့ပါစေ၊နိလန်းကောင်းတွေတွေ့ပါစေ၊တွေ့လို့လည်းပြည့်ကျန်ပါစေလို့ဆုတောင်းပေးပါရစေ။